အိန္ဒိယနိုင်ငံထက်အစားအသောက်တွေပိုမတန်ရှင်းတဲ့နိုင်ငံမင်္ဂလာဝါယူသနဲ့ဒိမန်ပရိသတ်ကြီးအစားအသောက်တွေကညစ်ပတ်တွေမတန်ရှင်းမှုလို့ပြောတဲ့အခါမှာကျွန်တော်တို့အများစုရဲ့မျက်လုံးထဲမှာအရင်ဆုံးပြင်းပြင်းမိကြတာကအိန္ဒိယလိုနိုင်ငံမျိုးလူကြီးအများများပြပြီးလမ်းဘေးအစားအစာတွေပုံများတဲ့နိုင်ငံမျိုးကိုပဲပြင်းပြင်းထွက်ကြပါလိမ့်ဒါပေမဲ့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ရဲ့အစီရင်ခံစာတွေမှာတော့ စားတောင်းသူကာကွယ်ရေးအဖွဲ့အစည်းတွေရဲ့စစ်တမ်းတွေအရအိန္ဒိယထက်ပိုပြီးတော့အစားတောင်းနေရာမှာညဉ့်ဉန်းပြီးတော့အန္တရာယ်ရှိတဲ့အစားအစာထုတ်လုပ်မှုတွေအများဆုံးရှိနေတဲ့နိုင်ငံတွေကမ္ဘာပေါ်မှာအများပြားရှိလို့နေပါလိမ့်ဒီနိုင်ငံတွေမှာအစားတောင်းတွေဟာစံမမီတဲ့အပြင်လူတွေရဲ့ကျန်းမာရေးကိုချိန်ချနိုင်တဲ့ဘက်တီးရီးယားမျိုးစုံဓာတ်ရုပ်ပစ္စည်းမျိုးစုံပါဝင်နေတာကြောင့်အန္တရာယ်အလွန်များပါလိမ့်ဘယ်နိုင်ငံများဖြစ်မလဲဆိုတာကြည့်လိုက်ကြရအောင်ပါ န္ဒိယနိုင်ငံဟာလည်းပဲလမ်းဘေးအစားစာရီမှာအစားအသောက်ညစ်ပတ်မှုများရဲဆိုပေမယ့်ဒီနိုင်ငံကိုကြော်တက်ပြီးတော့ပူညစ်ပတ်နေတဲ့နိုင်ငံဟာအာရှရဲ့ဖွံ့ဖြိုးဆဲနိုင်ငံတချို့နဲ့အာဖရိကဒေသကအဓိကနိုင်ငံတွေဖြစ်ပါသည်ဒီနိုင်ငံတွေမှာအစားအသောက်ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက်လုံးမှာတန်ရှင်းမှုနဲ့တကွေတန်ရှင်းမှုဆိုင်ရာစံနှုန်းတွေကိုလုံးဝနှိဝလိုက်နာခြင်းမရှိပါဘူးဈေးကွက်ထဲကိုရောက်ရှိလာတဲ့အစားအသောက်တွေဟာအစင်းစင်သောပိုးမွှားတွေအညစ်အကြေးမျိုးစုံနဲ့ရောနှောခြင်းကိုခံရလေရှိပါသည် အစားအသောက်တွေကိုညဉ့်ဉန်းစေတဲ့အဓိကအချက်တည်းဟာနံပါတ်၁ချက်ကအတန်ရှင်းတဲ့ရေရရှိမှုအားနည်းခြင်းဖြစ်ပါသည်။အချို့သောနိုင်ငံတွေမှာတော့အစားအသောက်ထုတ်လုပ်ဖို့အတွက်တန့်စင်မှုအတွက်စနစ်တကျတန့်စင်ထားခြင်းမရှိတဲ့ရေတွေကိုအသုံးပြုကြပါသည်။အဲ့လိုရေတွေမှာဘက်တီးရီးယားတွေဗိုင်းရပ်တွေများစွာပါဝင်နေတဲ့အတွက်ဒီအစားအသောက်တွေကိုချက်ချင်းဆိုသလိုပဲရောဂါပိုးတွေကူးစက်သွားစေပါသည်။ ဒါပြင်အဲ့ဒီအစားစာတွေကိုလောက်ကင်ကင်တွေကြားရီလောက်သားရဲ့တကူရေတန်ရှင်းမှုအပါဝင်လက်တန်ရှင်းရီဟာလေးပဲအာနေမှုကြောင့်ယောဂပူရီဟာအဲ့ဒီအစားစာတွေထဲမှာအလွယ်တကူထပ်ပြီးတော့ပြန်နှံ့ပြန်မာလီနောက်ထပ်အန်ဒီရတစ်ခုကတော့စိုးစိရီနဲ့ကြာရှည်ကန်ဓာတ်ပစ္စည်းတွေပါအလွန်ကျွန်းဓာတ်တွေကိုသုံးဆွဲလာခြင်းအပြင်လေအစားအသောက်တွေကပို့ပြီးတော့မတန်ရှင်းမှုဖြစ်လာပါသည်အချို့သောနိုင်ငံတွေမှာအစိုးရရဲ့ကြီးကြပ်မှုအားနည်းတာကြောင့်မလို့ထုတ်လုပ်တဲ့သူတွေဟာအစားအသောက်တွေရဲ့တက်တန်းကိုရှေ့ကျစေဖို့အယောင်တွေလှပအောင်လို့ဖန်တီးဖို့အတွက် ဂျမ်းမာယူကိုထိခိုက်စေတဲ့ဓာတ်ရုပ်ပစ္စည်းတွေကိုစီးမဲ့ကမ်းမဲ့အမြောက်အများအသုံးပြုတတ်ကြပါသည်ဥပမာမိခိုးပြလိုမျိုးအစိတ်အတောက်တွေတဘာဝဆိုးဆီးမဟုတ်တဲ့ဓာတ်ရုပ်အယောင်တွေဟာလူသားတွေရဲ့ခန္ဓာကိုယ်ရဲ့ရောက်ရှိသွားတဲ့အခါမှာကင်ဆာနဲ့တခြားပြင်းထန်တဲ့ဂျမ်းမာယူပြဿနာတွေကိုအများကြီးဖြစ်စေနိုင်ပါသည်ဒီလိုအစားအသောက်ညဉ့်ဉန်းမှုရဲ့ရလဒ်ကတော့ဖွံ့ဖြိုးစေနိုင်ငံတွေမှာအစားအသောက်ကြောင့်ဖြစ်တဲ့ယောဂါတွေဖြစ်ပွားမှုနှုန်းဟာအလွန်အမင်းမြင့်မားနေခြင်းပဲဖြစ်ပါသည် ဝမ်ပြက်ဝမ်ရှော်ယောဂါဝမ်ကိုက်ယောဂါအသေးရောင်အတဝါနေတခြားသောဘက်တီးရီးယားပိုးမွှားဝင်ရောက်မှုတွေဟာအဲ့ဒီနိုင်ငံကပြည်သူတွေအတွက်နေစဉ်နေတိုင်းရင်ဆိုင်နေကြရတဲ့ကျန်းမာရေးချိန်ချောက်မှုတွေဖြစ်ပါသည်အဲ့လိုမျိုးယောဂါတွေကြောင့်ကလေးတငယ်တွေသေဆုံးမှုဟာလေးပဲအတော်လေးကိုမှများပြားသလိုသူတို့ရဲ့ဖွံ့ဖြိုးမှုတွေလည်းနောက်ကျကြပါသည်ညီကောင်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်အစားအသောက်ဘေးကင်းရေးစံချိန်စံနှုန်းတွေဟာနိုင်ငံတကာနိုင်ငံကျန်းမာရေးနဲ့စီးပွားရေးတိုးတက်မှုအတွက်အရေးကြီးတဲ့အခြေခံအုတ်မြစ်ဖြစ်ပါသည် အိန္ဒိယနိုင်ငံထက်တောင်မှပူညင်ညံတဲ့အစားအသောက်ထုတ်လုပ်မှုတွေရှိနေတဲ့အတွက်ဘလောက်တောင်မှဆိုးရွားနေမလဲဆိုတော့ကိုဘသာကူခံမှန်းကြည့်ရင်တော့မှသိရှိနိုင်ပါသေးတယ်။